မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့တော့ BTK ဆိုတဲ့ Gwen Set လူသက်သမားတယောက်ရဲ့ဖွင့်ဟောက်ဝန်ခံချက်ကို သူကိုယ်တိုင် interview ဖြေထားတာလေး ਨੇ ဒီရေးနဲ့ media တွေကိုသူ့ရဲ့လူသက်မှုအကြောင်းသူကိုယ်တိုင်ပြန်တည်င်းပို့ပြီးတော့သူ့အကြောင်းကိုတည်င်းမရေးရကောင်းလား သူနောက်ထပ်လူပဲနှစ်ယောက်ကိုတပ်ပြစ်မှသူ့ကို serial killer ဂွင်းဆက်လူတပ်သမားတယောက်အနေနဲ့အတိမတ်ပြုမှာလဲဆိုပြီးတော့ချင်းချောက်စာပို့ခဲ့လို့ရေးအရာရှိကိုတိုင်မီဒီယာမှာသူ့ကိုဂွင်းဆက်လူတပ်သမားအနေနဲ့အတိမတ်ပြုပြီးတော့သူ့ကိုဖမ်းဖို့လိုက်ရှာနေပါတယ်ဆိုပြီးတော့ဝန်ခံပေးခဲ့ရတဲ့အမှုတွေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ နှစ်ပေါင်း30လုံးလုံးရေးရရဲ့မျက်စိအောက်မှာနေပြီးတော့သူ့ကိုဖမ်းလို့မမိအောင်အယူးလုံနိုင်ခဲ့တဲ့သူ့ရဲ့လူတက်မှုမှုခင်အကြောင်းတွေကစိတ်ဝင်စားစရာကောင်းလုံးလို့ဒီဗီဒီယိုလေးကိုလုပ်ရတာဖြစ်ပါတယ်။သူ့အကြောင်းကစိတ်ဝင်စားစရာအရန်ကောင်းတာဆိုတော့ကျွန်မထက်စီနီယာကြတဲ့မြန်မာလူဒီ crime news recap တွေလုပ်တဲ့သူတွေလုပ်ပြီးသားဖြစ်လိမ့်မယ်လို့ယူဆပြီးတော့ကျွန်မကမလုပ်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ ီ Rocky the Storyteller YouTube channel ကိုအမြဲတမ်းအားပေးနေတဲ့မိတ်ဆွေ HGFD 5426ရဲ့တိုက်တွန်းမှုကြောင့်ဒီဗီဒီယိုလေးကိုလိုရချင်းဖြစ်ပါတယ်။အခြား channel မှာကြည်ပီးသားမိတ်ဆွေများရှိခဲ့မယ်ဆိုရင်အချိန်ကုန်သွားမှဆိုလို့ဒီဗီဒီယိုကိုကြော်သွားလို့ရပါတယ်ရှင်။ဒီဗီဒီယိုကိုကျမကအပိုင်း၃ပိုင်းအနေနဲ့လုပ်ထားတာဖြစ်ပါတယ်။ဟုတ်ပါတယ်ကျွန်တော်က BTK ပါသူတို့လိုချင်နေခဲ့တဲ့သူပါတရားရခိုင်နှုန်းတည်ချပါတယ်လို့ ဂုံယူစွာနဲ့ပြောနေခဲ့တဲ့သူကတော့ရေးတွေဖန်းစီထားတာကိုခံနေရတဲ့ BTK ဆိုတဲ့နှစ်ပေါင်း30အတွင်းလူစေရောက်ကိုရရဆက်ဆက်ဘာရန်ညိုးရန်စမမရှိဘဲနဲ့တပ်ပစ်ခဲ့တဲ့ Gwen Set လူသက်သမား Dennis Lynn Reader ပါ သူက American နိုင်ငံ Kansas ပြည်နယ်က Wichita နဲ့ဒီ Park City မြို့တွေမှာ1994ရနေပြီးတော့1992ခုနှစ်အတွင်းမှာလူတက်မှုတွေအများကြီးကျွလွန်ခဲ့တဲ့သူပါ။သူတက်ခဲ့တဲ့လူတွေထဲမှာကလေးတွေကအမျိုးသားတွေကပါဝင်ခဲ့ပေမဲ့တကယ်တမ်းသူတားကောင်ရွေးတဲ့အချိန်မှာတော့အမျိုးသမီးတွေကိုပဲသူကရွေးချယ်ခဲ့တာပါ။အမျိုးသားတွေနဲ့ကလေးတွေကတော့ ဒီကြွေးကူရေပါပေါ့နော်သူရဲ့တားကောင်အမျိုးသမီးကိုသူတတ်တဲ့အချိန်မှာအဲ့ဒီအချိန်မှာကန်ဆိုးစွာနဲ့အတူရှိနေခဲ့တဲ့အမျိုးသားဒါမှမဟုတ်လို့ရှိရင်ကလေးတွေကိုပါသူကရောပြီးတော့တတ်ဖြတ်ခဲ့တာဖြစ်ပါတယ်လူတက်ယုံတက်တက်ပဲဆိုရင်ဒီအမှုကတိတ်စိတ်ဝင်စားစရာကောင်းမှာမဟုတ်ပါဘူးဒီအမှုရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ သူကသူ့ကိုဂွင်းဆက်လူတက်သမားအဖြစ် horror film မှတ်တမ်းအတင်ခံခြင်းလုံးလို့ရေးတဲ့မီဒီယာတွေကိုသူ့ရဲ့လူတက်မှုတွေကိုသူကိုယ်တိုင်ပြန်ပြီးတော့တည်င်းပိုတာမျိုးသူ့အကြောင်းသဲလွန်စတွေကိုစုံထောက်ရုပ်ရှင်ထရလိုမျိုးနေရာအမျိုးမျိုးမှာပုံစံအမျိုးမျိုးနဲ့ရေးတွေကိုသဲလွန်စအပိုင်းအစာတွေပေးတာမျိုးတွေသူကလုပ်ခဲ့တယ်အဲ့ဒါတော့မှ ရေးတွေကသူ့ကိုဖမ်းမမိပဲနဲ့ နှစ်ပေါင်း30အထိကြာသွားခဲ့တယ်။ဒီဗီဒီယိုမှာကသူ့ရဲ့လူတက်မှုတွေအကြောင်းအသေးစိတ်အချက်အလက်တွေနဲ့သူ့ကိုဘလို့မိအောင်ဖမ်းခဲ့ရတယ်လဲဆိုတာတွေကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးဖို့ဖိတ်ခေါ်ပါစီရှင်။ Dennis Rader ကို1945ခုနှစ် March 6ရက်နေ့မှာ American နိုင်ငံ Kansas ပြည်နယ်က Pittsburgh ဆိုတဲ့မြို့လေးမှာမွေးခဲ့တာဖြစ်ပါတယ်။သူကမွေးချင်းသား၄ယောက်မှာအကြီးဆုံးသားပါ။ သူမိဘတွေကဒီ Zion Lutheran Church မှာ ပါဝင်တဲ့ဖခင်တရားကိုင်းဆိုင်တဲ့သူတွေပေါ့မိဘတွေကတော့ဒီတမန်လူလက်တန်းစားလို့ပြောလို့ရမယ်ထင်တယ်သူကတနေ့တနေ့နိုင်ရင်အများကြီးအလုပ်လုပ်ရတဲ့အတွက်သားတွေကိုတိတ်ပြီးတော့အချိန်မပေးနိုင်တဲ့မိဘမျိုးပေါ့နော်နောက်တော့မိဘတွေက Kansas City နဲ့ထဲရပဲ Wichita ဆိုတဲ့မြို့လေးကိုပြောင်းလာခဲ့ကြပြီးတော့ Dennis Reader တို့ညီကိုတွေအားလုံးကအဲ့ဒီမှာပဲလူလာမြောက်ခဲ့ကြတာပါ ဝစ်ချတာဆိုတာကအမေရိကန်နိုင်ငံကလူဦးရေအထူးထပ်ဆုံးမြို့အထက်မှာပါတယ်ပေါ့နော်။သူကသူလူလားမြောက်ခဲ့တဲ့မြို့လေးမှာပဲအဲ့ဒီမြို့ကလူတွေကိုလိုက်တက်ခဲ့တာပေါ့။သူကငငေလေးကလေးကအဲ့လိုအကျဉ်နာမေ့ပြီးတော့ရက်ဆက်တတ်တဲ့သူဆိုတဲ့အရေးအယောင်တွေပြနေခဲ့တယ်။သူ့ကိုဘာမှပြန်မလုပ်နိုင်တဲ့တိရစ္ဆာန်တွေကိုရရက်ဆက်ဆက်နှိပ်ဆက်ပြီးတော့ တက်ဖြတ်တာကို तू အခြေအနေပေးတိုင်း तू ကလုပ်တယ်ဒီချက်နဲ့နဲ့ပို့ပြီးတော့အရွယ်ရောက်လာတဲ့အခါမှာဒီပုံမှန်လူပြို့ဖို့ဝင်လာတဲ့အချိန်ယောက်ျားလေးတိုင်းဖြစ်တတ်တဲ့စန့်ကျင်ဘက်လိန်ကိုစိတ်ဝင်စားတာမျိုးထက်ပိုတဲ့စိတ်ဝင်စားမှုမျိုးတွေ तू မှာရှိလာခဲ့တယ်အမျိုးသမီးတစ်ယောက်ကနာနာကျင်ကျင်နဲ့အဲ့လို helpless ပေါ့နော်အကူအညီမဲ့ဖြစ်နေတဲ့အခြေအနေမျိုးမှာသူကတာရရတယ်။မိန်းကလေးတစ်ယောက်ရဲ့နာကျင်မှုပေါ်မှာလိမ်ပိုင်းဆိုင်ရာတာရရတဲ့စိတ်ဖြစ်တတ်တဲ့လူမျိုးသူကဖြစ်လာခဲ့တယ်။ နောက်ပြီးတော့ဒီကြောင်လေးတွေခွေးလေးတွေကိုလည်းသူကလေဘင်းကိုကျိုးချီအဲ့လိုကျိုးဆွဲချပြီးတော့တပ်ပြရတာမျိုးကိုသူကကြိုက်လာတယ်။သူကအဲ့ဒီလိုမျိုးတရိတ်ဆန်ငယ်လေးတွေကိုနှိပ်စက်တပ်ဖြတ်တာကနေလဲသူ့ရဲ့လိန်စိတ်တရားမှုကိုရှာခဲ့တယ်လို့ဖတ်ရတယ်။ခြုံပြီးတော့ပြောရမယ်ဆိုရင်သူ့ရဲ့လိန်စိတ်တရားမှုကပုံမှန်မဟုတ်တဲ့သူတဘာကိုရက်ဆက်တဲ့ သူတပန်းနာကျင်မှုပေါ်မှာตายရတဲ့စိတ်အပေါ်မှာရှိနေခဲ့တာပေါ့နော်ဒီအရာတွေကသူ့ကိုကွန်းဆက်လူသက်သမားဖြစ်လာစေခဲ့တဲ့အခြေခံစိတ်တစ်ခု ဖြစ်ခဲ့ပါတယ်ဒါအပြင်သူကသူ့ရဲ့အိမ်နှစ်ချက်မျိုးသမီးတွေရဲ့အတွင်းခံနေအဝတ်စားတွေကိုခိုးပြီးတော့တိတ်တိတ်ကလေးဝတ်ဆင်ကြည့်တာမျိုးအမျိုးသမီးတွေကိုနောက်ကနေလိုက်ချောင်းကြည့်တာမျိုးတွေလည်းလှုပ်လေလှုပ်ထရှိတဲ့သူတဲ့ဒါတွေကလူမတိသူမတိဖြစ်နေခဲ့တဲ့သူ့ရဲ့အခြေခံစိတ်တွေပေါ့1963ခုနှစ်မှာသူကတက်ကရိုတနစ်တက်ခဲ့တယ်။ ဒါပေမဲ့ဆာမလိုက်နိုင်တဲ့အတွက်ကြောင့်အကြောင်းပြအောင်မတက်ဘဲနဲ့သူထွက်သွားခဲ့တယ်1966ခုနှစ်ကိုရောက်တဲ့အခါမှာသူကအမေရိကန်လေတပ်ကိုဝင်သွားခဲ့တယ်သူကဒီတာကီတို့ဂရိစ်နော်တောင်ကိုရီးယားနဲ့ဂျပန်တို့တွေမှာတာဝန်ကျဖူးခဲ့တဲ့သူပေါ့စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာသူကဒီ good conduct တို့နော် marksmanship တို့ပြီးလို့ရှိရင်တခြားစုတစိတ်တွေချီးမြှင့်ခံရတဲ့လူတော်တယောက်ပါ ဒါပေမဲ့နောက်ပိုင်းမှာသူကစစ်တပ်ကသူ့ကိုဒီလိမ်မှုကိစ္စနဲ့ပတ်သက်ပြီးတော့ပညာရေးတင်ပေးလိုက်ပါတယ်ဆိုပြီးတော့ဝန်ခံခဲ့တယ်1980ခုနှစ်မှာသူကစစ်တပ်ကနေပြီးတော့ Sergeant Ya Thu နဲ့ထွက်လာခဲ့တယ်ပြီးတော့နောက်ထပ်နှစ်သူက Reservice အနေနဲ့ပြန်ပြီးတော့အဲစစ်တပ်ထဲမှာပဲပြန်ဝင်လုပ်ခဲ့တယ်နောက်ဆုံးသူတကယ်စစ်တပ်ကနေအပြီးထွက်လာတဲ့အချိန်မှာသူကသူကြီးပြင်းခဲ့တဲ့ Wichita မြို့လေးပေါ့သူ့ရဲ့အမေလိုက်ကွင်းဖြစ်လာမဲ့မြို့လေးမှာပဲ ိတ်ခန်းသုံးခန်းပါတဲ့အိမ်ကိုဝယ်ပြီးတော့နေခဲ့တယ်။အိမ်ထောင်ပြူတယ်၊သားသမီးမွေးတယ်။အဲ့ဒီအိမ်မှာပဲသူကနှစ်ပေါင်း30လုံးလုံးနေခဲ့ပြီးတော့လူတွေကိုလှည့်ပတ်ပြီးတော့တတ်နေခဲ့တာဖြစ်တယ်။ဒါကြောင့်မို့လို့သူ့ကိုဖမ်းမိတဲ့အချိန်မှာအဲ့ဒီအိမ်ကိုဖြိုပစ်လိုက်ကြပြီးတော့အခုချိန်မှာဆိုရင် မြေလွတ်အနေနဲ့ပဲထားလိုက်ကြတော့တယ်။ ူကတက်ကနေထွက်လာပြီးတဲ့နောက်အကြောင်းပြန်တက်ပြီးတော့ Electronics Engineering Diploma ဘွဲ့ကိုရခဲ့တယ်ပြီးတော့သူကဒီ Wichita State University ကနေပြီးတော့ဒီ Administration of Justice အထူးပြုနဲ့ BSc ဘွဲ့ကိုရရှိခဲ့တယ် တရားစီရင်ရေးစီမံခန့်ခွဲမှုအထူးပြုပါတာရက်လို့ပြောရမှာမလားမသိဘူး။ပြီးတော့သူကဒီ Coleman company မှာအလုပ်ဝင်လုပ်ခဲ့တယ်။အဲ့ဒီ Coleman company ကလူနေရောက်ကို နောက်ပိုင်းမှာသူကတတ်ခဲ့တယ်။1984ခုနှစ်ကနေစပြီးတော့1988ခုနှစ်အတွင်းမှာသူကဒီလုံခြုံရေးအချက်ပေးစနစ်တွေတပ်ဆင်ပေးတယ်ပေါ့နော်။ ADT Security Service မှာသူကအလုပ်ဝင်လုပ်ခဲ့တယ်။ဒီစရာတစ်ခုလိုမျိုးပြောရမယ်ဆိုရင် သူတို့ကုမ္ပဏီမှာဒီလုံခြုံရေးချက်ပေးစနစ်တပ်ဆင်ဖို့အတွက်အလုပ်လာအပ်ကြတဲ့သူတွေကသူတို့မြို့မှာနာမည်ကြီးနေတဲ့ဘသူမှမသိတဲ့ BTK ဆိုတဲ့ဂွင်းဆက်လူသက်သမားရဲ့ရန်ကိုကြောက်လို့သူတို့ရဲ့အိမ်မှာလုံခြုံရေးစနစ်ကိုတတ်ထားခြင်းကြတာသူတို့အိမ်မှာလုံခြုံရေးစနစ်ကိုလာတပ်ဆင်ပေးတဲ့သူကိုယ်တိုင်ကနော်သူတို့အရန်ကြောက်တဲ့ BTK ပါဆိုတာကိုသူတို့ကမသိချအောင်တိများတိသွားရင်အသက်ရှူရမတက်ကြောက်သွားကြမှာပဲ။ အဲ့ဒီလုံခြုံရေးစနစ်သက်ဆိုင်တဲ့ကုမ္ပဏီကလူတွေကသူ့ကိုဒီ Blue Book Man ဆိုပြီးတော့နာမည်ပြောင်းပြီးတော့ခေါ်တယ်။ဘာအဓိပ္ပာယ်လဲဆိုတော့စာအုပ်ကြီးတမားပေါ့နော်။လုံးဝစီကံလိုက်တာတဲ့သူ။နော်အလုတ်ချိန်မှာအချိန်ဖြုန်းပြီးအလတပလတပြောနေလည်းမကြိုက်ဘူး။အဲ့လိုသူနဲ့ဆက်ဆံရတဲ့ customer တွေကြတော့လဲသူ့ကိုအယမ်းကြိုက်တယ်။သူကအလုတ်လုပ်တာ professional အယမ်းကြပြီးတော့စိတ်ရှည်တဲ့အတွက်သူ့ကိုချိန်ကြတယ်ပေါ့နော်။တစ်ဖက်မှာသူဆောင်းထားတဲ့မျက်နှာဖုံးကိုလည်းကြီးလိုက်အောင် သူက Christ Lutheran Church ရဲ့အသင်းသားဖခင်เจ้าကိုအပတ်တိုင်းပုံမှန်တက်တယ်အတင်းတော်ကလူတွေနဲ့မိတ္တဟာယဖွဲ့တယ်အဲ့ဒီဖခင်เจ้าကလူတွေကအပတ်တိုင်းသူတို့တမျိုးလုံးကြောက်နေရတဲ့ BTK ခွင်းဆက်လူသက်သမားကိုလက်ဆွဲနှုတ်ဆက်နေခဲ့တယ်ဆိုတာသူတို့ကမသိဘူး Dennis Reader ကသူ့သားနဲ့သမီး Carrie နဲ့ Brian ကိုလည်းအချိန်လေးတေချာပေးတယ် သားသမီးတွေရဲ့အရေးကြီးတဲ့နေ့တွေတိုင်းမှာသူကပြက်ကွက်တယ်ဆိုတာမရှိဘူး။မှကစားပွဲလားကပွဲလားပေါ့နော်။အကုန်တက်ပေးတယ်။နောက်ပြီးတော့သူ့မိန်းမအပေါ်မှာလည်းခင်မွန်းတယောက်အနေနဲ့ပြက်ကွက်တာမရှိဘူး။အဲဒါကြောင့်မို့လို့သူ့အကြောင်းကိုစိတ်ပညာရှင်တယောက်ကသုံးသပ်ထားတဲ့အထက်မှာဆိုရင် Dennis Reader ကတခြားခွင်းဆက်လူသက်သမားအများစုနဲ့မတူတဲ့အချက်ပေါ့နော်။အဲဒါပါလဲဆိုရင်သူကနွေးထွေးတဲ့မိသားစုရှိတယ်။ ကျင်နာတတ်တဲ့အလောက်အကိုင်ကောင်းကောင်းရှိတယ်ဖျားတရားရှိတယ်မိဆွေပေါင်းတဲ့နေနဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အပြင်သူ့ကိုလူတွေကလည်းလေးလေးစားစားဆက်ဆံကြတယ်ဒီအချက်တွေကတခြားဂွင်းဆက်လူတပ်သမားနဲ့မတူတဲ့အချက်တွေပေါ့နော်ဂွင်းဆက်လူတပ်သမားအများစုကကြတော့ సైకో ပက်တွေနောက်လူတွေနဲ့မယောနှောချင်ဘူးအဲသူတို့ကအပယ်ခံလိုမျိုးပေါ့ငါ့ကိုဘယ်သူမှမချစ်ဘူးစတဲ့အထီးကျန်တဲ့စိတ်တွေနဲ့လူတွေနဲ့ခက်ကင်းကင်းနေတတ်တဲ့အရှုံးသမားလူစားတွေများတာပေါ့နော် ဒီ Dennis Rader ကကြတော့အဲ့လိုမျိုးဂွင်းဆက်လူသက်သမားတွေရဲ့ဆန်နှုံးနဲ့တစ်ချက်မှမကိုက်ညီပဲနဲ့ရှိနေတာကြောင့်ရေးတွေရဲ့မျက်စိအောက်မှာပဲရှိနေလျက်နဲ့ရေးတွေကသူ့ကိုမဖမ်းမိပဲနဲ့ရေးနဲ့မီဒီယာတွေကိုဖုံးဆက်လိုက်စာပို့လိုက်တည်တင်းပေးလိုက်နဲ့ဒီလိုကလူဤသူမျိုးဤသူလုတ်ပြီးတော့နှစ်ပေါင်း30ကြာအောင်ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်အများအမြင်မှာသူပြထားတဲ့ဒီလိုမျိုးမျက်နှာဖုံးတွေရဲ့နောက်ွယ်မှာကတော့သူက သူလူတတ်မဲ့အစီအစဉ်တွေကိုတေချာဆွဲနေခဲ့တာသူရဲ့တားကောင်ဖြစ်လာမဲ့သူတွေကိုသူကလိုက်ချောင်းတယ်ဘေးအချိန်မှာဒီလူကဘေးကိုသွားတတ်တယ်လာတတ်တယ်ဘသူနဲ့နေတယ်အဆရှိသဖြင့်သူကတေချာအသေးစိတ်လိုက်ကြည့်ထားတယ်နောက်လိန်အကြမ်းဖက်မှုတွေလုပ်တယ်သူတို့ကိုနှိပ်စက်တတ်ဖြစ်တယ်ပြီးတော့ရေးကိုအကြောင်းကြားတယ်သူကဒီ1980ခုနှစ်မှာအိမ်ထောင်ကြတယ်။နောက်သူအိမ်ထောင်ကြပြီး3နှစ်အကြာကနေစပြီးတော့ ဒီ1984ခုနှစ်ကနေစပြီးတော့သူကလူတက်ခဲ့တာသူရဲ့ပထမဆုံးလူတက်မှုကဝစ်ချတာကအော်ထရီယိုမိသားစုပဲလေးလောင်းပြိုင်ကိုတက်ခဲ့တာ အဲ့ဒီနှစ်1984ခုနှစ်မှာ तू ကအလုံးမရှိဖြစ်နေတဲ့အချိန် तू မိမအလုံးလုံးတဲ့ဆေးရုံကို तू ကကားမောင်းပြီးတော့အကျိုးပို့လို့ရတယ်။တနေ့တော့ तू မိမအလုံးလုံးတဲ့ဆေးရုံကို तू မိမကိုပို့ထားခဲ့ပြီးတဲ့နောက် तू ကသူ့ရဲ့တားကောင်ဖြစ်လာနိုင်ခြေရှိတဲ့လူတွေကိုလိုက်ရှာနေခဲ့တယ်။လိုက်ချောင်းနေစစ်ကူးထဲမှာ အဲ့ဒီမျိုးသမီးကိုတော့ကြိုးချီပစ်မယ်နှိပ်စက်မယ်လေးပင်းညက်တတ်မယ်အစရှိသဖြင့်စိတ်ကူးယင်ပြီးတော့ तू ကအစီအစဉ်နေဆွဲတယ်ဒီလူကသူ့သားကောင်ဖြစ်နိုင်တယ်လို့ तू ကသတ်မှတ်လိုက်တယ်ဆိုရင်အဲ့ဒီလူရဲ့အကြောင်းကိုအသေးစိတ်လေ့လာတယ်အဲ့ဒီလူကိုနောက်ကနေလိုက်ပြီးတော့စောင့်ကြည့်တယ်အဲ့ဒီလူနေတဲ့အိမ်တစ်ဝိုက်ပေါ့နော်လမ်းနေရက်ွက်တွေကိုလှက်ပတ်ကားမောင်းပြီးတော့သူကကျွမ်းနေအောင်လုပ်ထားတယ်။သူ့သားကောင်ရဲ့အိမ်လိပ်စာဖုန်းနံပါတ်အစရှိတဲ့ဖြင့်အဲ့ဒါတွေကိုအကုန်လုံးကိုသူက notebook တစ်ခုထဲမှာမှတ်ထားတယ် သူတတ်မဲ့လူရဲ့အိမ်အပြင်အဲ့ဒီအနီးတစ်ဝိုက်ကလူတွေရဲ့ကားတွေအိမ်အဝတ်အထွက်တွေအကုန်လုံးကိုလည်းသူကအသေးစိတ်မှထားတယ်။တနေ့တော့သူအဲ့ဒီလိုမျိုးတားကောင်လိုက်ရှာနေတဲ့အချိန်မှာအသက်34နှစ်အရွယ်ဂျူလီအိုထရီယိုဆိုတဲ့အမျိုးသမီးကသူ့ရဲ့ကလေးနှစ်ယောက်နဲ့အတူနော်သူတို့ရဲ့အိမ်အစ်စ်ထဲကိုဝင်သွားတာသူကတွေ့လိုက်တယ်။အဲ့ဒီအိမ်ကလန်ဒေါင်ကအိမ်ဒါကိုသူကသဘောကျသွားတယ်။အဲ့ဒါနဲ့သူကဒီအမျိုးသမီးနဲ့ အိမ်ကိုသူ့ရဲ့ project ပေါ့နော်စီမံကိန်းလို့နာမည်တက်ထားတဲ့မဆူစာအုပ်ထဲမှာသူက project little max ဆိုပြီးတော့နာမည်ပေးထားလိုက်တယ်။သူကသူ့ရဲ့လူတက်မှုတိုင်းကို project ပါ project ညာဆိုပြီးတော့သူကအဲ့လို project name ကိုပေးထားပြီးတော့အာလုပ်လို့ရှိတယ်ပေါ့နော်။အဲ့ဒီနေ့ကနေစပြီးတော့ဒီ audio မိသားစုကိုသူကအချိန်နလယူပြီးတော့စောင့်ကြည့်လေ့လာနေခဲ့တယ်။တချိန်ထဲမှာပဲသူလူတက်မှုကျွလွန်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းကြိယာတွေเนาะတနက်ကြိုးခွေဓာတ် အိမ်ကိုဖောက်ထွက်မဲ့ပစ္စည်းကရိယာအဆရှိတာတွေကိုသူကစုဆောင်းနေခဲ့တယ်။ဒီအကြောင်းကို Dennis Rader ကိုယ်တိုင်ပြန်ပြီးတော့ပြောပြတဲ့အချိန်မှာသူကပြောလဲဆိုတော့တကယ်လို့ခမည်းတော်ကွင်းဆက်လူတက်သမားတဲ့အကြောင်းကိုလေ့လာမယ်ဆိုရင် သူတို့မှာက trolling ဆိုတဲ့အဆင့်တစ်ခုကိုဖျက်ဆီးရတယ်။နားလေလွယ်အောင်ပြောရမယ်ဆိုရင်ဒီငားများတာမျိုးတောက်ကောင်ရှာတာမျိုးအဆင့်ပေါ့။သူတို့ကသူတို့တက်ဖြက်ရမယ်လူမတွေ့မချင်းရှာတယ်။တခါတလေလနဲ့ချီနက်နက်ချီပြီးအချိန်ယူပြီးရှာတယ်။ဟုတ်ပြီဒီလူပဲဒီလူကသူတို့တက်ရမယ်လူပဲဆိုပြီးတော့ရွေးပြီးသွားပြီးဆိုရင်အဲ့ဒီလူကိုစောင့်ကြည့်နေတော့တာ။သူတို့ကအဲ့ဒီချိန်ကနေစပြီးတော့ stock ကတယောက်ဖြစ်လာခဲ့တယ်။ဒီလိုပဲ ကျွန်တော်ဒီလူကိုရွေးပြီးသွားပြီဆိုတဲ့အချိန်မှာကျွန်တော်စိတ်ကူးထဲမှာအလုပ်တွေအများကြီးလုပ်လာတယ်အဲစိတ်ကူးတစ်ခုအပေါ်မှာနောက်စိတ်ကူးတစ်ခုဆင်ဆင်ပြီးတော့ကျွန်တော်ကတွေးတယ်ညတိုင်းဒီအကြောင်းတွေအစီအစဉ်တွေကိုကျွန်တော်အကြိမ်ကြိမ်တွေးတယ်နောက်ဆုံးမှာကျွန်တော်ဟာပုံရိပ်ကြီးတစ်ခုလုံးကိုကွက်ကွက်ကွန်းကွန်းမြင်နေရတဲ့လိုမျိုးကျွန်တော်ရဲ့စီမံကိန်းကိုမြင်လာတဲ့အထီကိုကျွန်တော်ကတွေးတယ်ဆိုတော့ကြာလာတော့ဒီဟာတွေကိုကျွန်တော်ဖြစ်လာအောင်လုပ်ချင်တယ်စီစဉ်ညွှန်ကြားချင်တယ် အဲ့ဒါတကယ်ဖြစ်လာအောင်လုပ်ဖို့အတွက်ဘာပဲပေးဆက်ရပေးဆက်ရနောက်ဆက်တွဲဘာတွေပဲရှိရှိကျွန်တော်ဖြစ်အောင်လုပ်ချင်လာတယ်ဒီနေ့မဟုတ်ရင်တနေ့နေတော့အဲ့ဒါဖြစ်ရမယ်ဖြစ်ကိုဖြစ်လာအောင်လုပ်မှာပဲဆိုပြီးတော့ကျွန်တော်တွေးခဲ့တယ်ဆိုပြီးတော့ပြောပြပါတယ် ဝင်းဆက်လူသက်သမားတွေကတခြားလူသက်သမားတွေလိုမျိုးစိတ်ခံစားချက်တစ်ခုခုကြောင့်မရည်ရွယ်ပဲနဲ့ရုတ်တရက်အဲ့လိုထတ်တတ်လိုက်တာမျိုးမုန်းလို့ကလေးစားချေချင်လို့တတ်တဲ့လူတွေနဲ့အဲ့လိုမျိုးတွေနဲ့မတူဘူးသူတို့ကသူတို့တတ်မဲ့လူကိုတေချာရွေးပြီးတော့တတ်မဲ့အစီအစဉ်ကို စနစ်တကျပြင်ဆင်ပြီးမှတတ်တယ်ဒါကြောင့်မို့လို့လဲသူတို့ကိုအလွယ်တကူမဖမ်းမိကြပဲနဲ့ဝင်းဆက်လူသက်သမားဆိုတာမျိုးဖြစ်လာခဲ့ကြတာ 1984ခုနှစ်ဇန်နဝါရီလ15ရက်နေ့မနက်7နာရီမှာသူအတူရွေးချယ်ထားတဲ့တားကောင်ဂျူလီအော်ထရီယိုရဲ့အိမ်နားကိုရောက်လာခဲ့တယ်။ပထမဆုံးဖုန်းလိုင်းကိုသူကအရင်ဖြတ်ထားလိုက်တယ်။ပြီးတော့အိမ်အနောက်ဘက်မှာသွားပြီးတော့ပုံနေခဲ့တယ်။မကြာခင်မှာပဲအဲ့ဒီအိမ်ကကိုနှစ်အရွယ်တားကလေးကခွေးချောင်းဖို့အတွက်တကားကိုဖြန့်လိုက်တယ်။သူကအဲ့ဒါကိုချက်ချင်းအိမ်ထဲကိုဝင်လာလိုက်တယ်။ကံကောင်းခြင်းတော့တမိသားစုလုံးကမိဖို့ချောင်းမှာအတူရှိနေတယ်။ အဲ့ကိုနှစ်ရွယ်သားလေးရပါတခါတည်းသူကပြန်ထဲကိုတွန်းထည့်ထားတော့အိမ်ထဲမှာပဲပြန်ဝင်နေရတယ်ပေါ့နော်ဒက်နစ်ကဒီဂျူလီရဲ့သူ့ယောက်ျားဂျိုးဆက်ရဲ့နောက်ဒီကလေးငယ်နှစ်ယောက်ကိုတနက်နဲ့ချိန်ထားလိုက်ပြီးတော့ငါကရေးတယ်အလိုရှိနေတဲ့သူတယောက်ပဲငါဒီအိမ်ကိုဝင်လာတာမင်းတို့အိမ်ကငွေတွေနဲ့ကားတွေကိုခိုးခြင်းလို့လိုခြင်းလို့ပဲအဲ့လိုပဲပြောတာပေါ့နော် Mr. Joseph ကထလာပြီးတော့သူပြောတာကိုမယုံမနဲ့တစ်ချက်ရီလိုက်တယ်ပြီးတော့ကဲမင်းနောက်နေတာမဟုတ်လားကွာ မင်းတို့ဘာလို့ပို့လိုက်တာလဲငါရောက်ဖလားဆိုပြီးတော့မေးလိုက်တယ်။ဒါပေမဲ့ဒန်နစ်ကသူ့ကိုတကယ်ပဲတပ်ပစ်ဖို့လာခဲ့တာပါ။ဒန်နစ်ကခွေးကိုအရင်ဆုံးအပြင်ထုတ်လိုက်တယ်။ပြီးရင်အော်ထရိုမီတာစုအားလုံးကိုတယောက်ချင်းစီကိုကြိုးချီထားပြီးတော့သူ့ကိုအိတ်ခမ်းတစ်ခုထဲမှာဝင်ခိုင်းလိုက်တယ်။ဒီအော်ထရိုမီတာစုကသူပြောတာကိုယုံပြီးတော့ဒီလူကသူလိုချင်တာရသွားရင်ထွက်သွားလိမ့်မယ်လို့ထင်ပြီးတော့သူပြောတဲ့အတိုင်းငြိမ်ငြိမ်သက်သက်နဲ့လက်ခံခဲ့တယ်။သူကတနတ်နဲ့ပါချိန်ထားတာလဲပါတာပေါ့နော်။ ဒန်နစ်ကပထမဆုံးဂျူလီရဲ့ယောက်ျားဂျိုးဆက်ရဲ့ခေါင်းပေါ်မှာပလတ်စတစ်အိတ်တစ်ခုကိုဆွတ်ပြီးတော့အသက်ရှူချက်သေးအောင်လေးပင်ကြိုးချီထားလိုက်တယ်။အဲ့ဒါပြီးတော့ဂျူလီကိုလည်းကြိုးနဲ့လေးပင်ညှက်တတ်တယ်။အဖေနဲ့အမေကိုအဲ့ဒါလိုလုပ်ပြီးတဲ့နောက်မှာသူက7နှစ်သမီးဂျိုးဆဖင်းကိုတစ်ခါပြန်ပြီးတော့ညှက်တတ်တယ်။အဲ့ဒီချိန်မှာဂျူလီကတစ်ခါပြန်တတိယလာပြီးတော့အော်ဟစ်အကူညီတောင်းတယ်။အဲ့ဒါနဲ့ပဲဒန်နစ်ရီတာဂျူလီစီပြန်သွားပြီးတော့မတည်မချင်းပြန်ပြီးတော့ညစ်တက်ခဲ့တယ် ီးတော့သူကတားငယ်လေးဂျိုရီစီပြန်လာပြီးတော့အနောက်ဘက်ကအခန်းကိုခေါ်သွားပြီးတော့တက်လိုက်တယ်။အဲ့ဒီချိန်မှာသမီးလေး Josephine ကတတိပြန်လဲလာတယ်။ဆိုတော့သူ့ကို Dennis Raider ကမြေအောက်ခန်းထဲကိုခေါ်သွားပြီးတော့တက်လိုက်တယ်။ဒီအကြောင်းကိုဘာလို့ဒီလိုအသေးစိတ်ပြန်ပြောပြနိုင်တယ်လဲဆိုတော့ Dennis Raider ကိုဖမ်းမိတဲ့အချိန်မှာသူပြန်ပြောပြတဲ့အခါမှာသူအသေးစိတ်ပြန်ပြီးတော့ပြောပြတာ။ပြီးတော့သူကပြောသေးတယ် ကလေးတွေကမိဘနှစ်ပါးကိုသူတတ်နေတဲ့အချိန်မှာအာခေါင်ချစ်ပြီးငိုနေခဲ့တာအရာဆိတ်ရှုပ်စရာကောင်းတာပဲတဲ့အိမ်ရှိမှစပို့တမားတို့ဘာလို့ရောက်လာရင်ကြားသွားနိုင်နေဗျာတဲ့ပြီးတော့ကျွန်တော်စိတ်ကူးထဲမှာကျွန်တော်အကြိမ်ကြိမ်မြင်အောင်ကြည့်ထားတဲ့အထဲမှာဒီလိုမျိုးဆူဆူညံ့ညံ့နဲ့អော်ဟစ်နေတာတွေမပါဘူးဗျဒီကလေးတွေရဲ့អော်တန်ကအရန်စိတ်နောက်ဆက်ဖြစ်ရတယ်ဒီလိုမိသားစု၄ယောက်စလုံးကိုတတ်ပြီးသွားတဲ့အချိန်မှာ ဒက်နစ်ရေဒါကတန်ရှင်ရေးတွေလောက်လိုက်တယ်ပြီးရင်သူကဂျိုးဆက်ရဲ့နာယီနဲ့ရေဒီယိုကိုအမတ်တရားပစ္စည်းတွေအနေနဲ့ယူလာခဲ့လိုက်တယ် အင်ရှိတ်ကမကြီးကနေအေးအေးဆေးဆေးထွက်လာပြီးတော့သူတတ်ခဲ့တဲ့ဂျိုးဆက်ရဲ့ကားကိုသူကဒီလွန်းစူပါမတ်ကတ်ရဲ့ကားပတ်ကင်းနေရာအထိမောင်းလာခဲ့တယ်။ပြီးရင်အဲ့ဒီမှာရပ်ထားခဲ့တယ်။ပြီးတော့မှသူကသူ့ကားစီကိုလမ်းလျှောက်ပြီးအိမ်ကိုမောင်းပြန်လာခဲ့တာ။အဲ့လမ်းတစ်ဝက်ရောက်တဲ့အခါမှာသူကသူ့ဓားကိုအဲ့ဒီအိမ်မှာမေ့ထားခဲ့တယ်ဆိုတာသတိရလာပြီးတော့အခင်းဖြစ်တဲ့နေရာကိုတစ်ခါပြန်လာပြီးတော့ဓားကိုပြန်ယူခဲ့တယ်။အဲ့ဒီအချိန်အထိမိသားစု၄ယောက်အသက်ခံလိုက်ရပြီဆိုတာဘယ်သူမှမသိခဲ့ဘူး။ အဲ့ဒီနေ့မနေ့တုန်းကအော်ထရီယိုရဲ့သားသမီးအကြီး၃ယောက်ကမနေ့အစောကြီးကလေးအကြောင်းကိုရောက်နေခဲ့တာသူတို့မှာစာမေးပွဲတစ်ခုရှိတယ်အဲ့ဒီအချိန်ကိုဒန်နစ်ကတမင်ရွေးခဲ့တာသူမျောလင့်ထားတဲ့အတိုင်းပဲကလေးငယ်၂ယောက်နဲ့မိဘတွေပဲအိမ်မှာရှိနေခဲ့တာသူတို့ရဲ့သားကြီးအသက်၅နှစ်အရွယ်ချာလီ73နှစ်အရွယ်သမီးကြီးခါမန်နဲ့သူ့အောက်ကကလေးကအကြောင်းကနေအိမ်ကိုအတူပြန်ရောက်လာတဲ့အခါမှာ သူတို့ရဲ့အိမ်တကားကပွင့်နေပြီးတော့ခွေးကအပြင်မှာရှိနေလို့စိတ်ထဲမဲ့သမျိုးခံစားခဲ့ကြတယ်။ဒါနဲ့ပဲသူတို့အိမ်ထဲကိုဝင်လာတဲ့အချိန်မှာမိဘတွေရဲ့အလောင်းကိုတွေ့လိုက်ရတာဖြစ်တယ်။အဲ့ဒါနဲ့သူတို့ကရေးတွေကိုဖုန်းခေါ်ဖို့လို့တော့ဖုန်းလိုင်းကလည်းပြတ်နေတယ်။အဲ့ဒါနဲ့ပဲသူတို့ကအိမ်နီးချင်းအိမ်ကိုပြေးပြီးတော့ရေးကိုခေါ်ခိုင်းခဲ့ကြတယ်။သူတို့မောင်နှမတွေကအဲ့ဒီအချိန်မှာအငယ်လေးနှစ်ယောက်ပါတတ်ခံလိုက်ရတယ်ဆိုတာမသိသေးဘူး။ သူတို့ကရေးတွေကိုသူတို့ရဲ့ညီနဲ့ညီမကြောင်းကိုသွားပြီးတော့အင်ကိုမပြန်ဖြစ်အောင်ထိန်းထားပေးပါ ကျွန်တော်စီခေါ်လာပေးပါကလေးတွေကိုအင်ကမိဘအခြေအနေမမြင်ပါစေနဲ့ဆိုပြီးတော့တောင်းပန်ခဲ့တယ်ပြီးတော့သူတို့ကရေးတွေကိုအငယ်လေးတွေကိုအเจ้าမှာတွေ့ခဲ့ပြီလားလို့ခဏခဏမေးတော့ရေးတွေကမင်းတို့သူတို့ကိုစိုးရင်ဖို့မလိုတော့ဘူး တို့လည်းအတက်ခံလိုက်ရပြီဆိုပြီးတော့ပြောပြခဲ့ကြတယ်။အရန်တနာစီယာကောင်းတဲ့မောင်နှမတွေနော်။ချာလီကနောက်ပိုင်းအင်တာဗျူးတစ်ခုမှာဗာပြောပြလဲဆိုတော့ညီလေးနဲ့ညီမလေးပါအတက်ခံလိုက်ရပြီဆိုတဲ့အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာ I just die inside နော်။အတမ်းရှိတော့တို့တည်ဆုံးသွားခဲ့ပြီအဲ့လိုမျိုးခံစားရတာပေါ့နော်။အဲ့ဒီနေ့ကနေဆပြီးတော့သူကဖျားမိတယောက်ဖြစ်သွားတယ်။သူကသူ့အမေရဲ့အလောင်းကိုအဲ့လိုမျိုးပုံစံနဲ့မြင်လိုက်ရတဲ့အချိန်မှာသူက ရားရှိတယ်ဆိုတာမဖြစ်နိုင်ဘူး။တကယ်လို့ရှိခဲ့မယ်ဆိုတာလည်းသူ့ကိုငာမုန်းတယ်ဆိုပြီးတော့ပြောခဲ့တယ်တဲ့။အဖေမေကိုမြေချပြီးတဲ့အချိန်မှာသူ့တို့မောင်နှမတွေကိုတခြားမြို့မှာနေတဲ့သူ့တို့ဦးလေးကလာပြီးတော့ခေါ်သွားခဲ့တယ်။မိဘနဲ့နေတော့ကအရန်တော်ပြီးတော့လိန်မာတဲ့ချာလီကမိဘတွေနဲ့အငငယ်နဲ့အသက်ခံလိုက်ရပြီးတဲ့နောက် ဦးလေးနဲ့နေလိုက်ရတဲ့အချိန်မှာသူကလုံးဝကိုပျက်စီးသွားခဲ့တယ်။သူဘာကိုမှကောင်းတာမလုပ်ချင်တော့အဲလက်မပေါ်ခိုးဆိုးတဲ့ဘဝအထီကိုရောက်သွားခဲ့တယ်။သူစိတ်ထဲမဲ့အဲ့ဒီနေ့ကငါကြောက်မသွားခင်ငါတခုခုလုံနိုင်ခဲ့မှာမိတို့အဖေတို့တွေတေချမတေမဆိုတဲ့တန်ယာကြီးနဲ့နာကျင်စွာရှင်တန်နေရတယ်လို့သတင်းမီဒီယာတခုနဲ့အင်တာဗျူးမှာချာလီကပြောခဲ့ပါဗျ။အော်ထရီယိုရဲ့အိမ်ကြီးချင်းမျက်မြင်သက်သေတဲ့ချို့က အဲ့ဒီအိမ်ထဲကထွက်လာတဲ့အမျိုးသားတယောက်ကိုမြင်လိုက်ရတယ်လို့ပြောတယ်။သူတို့မမိတဲ့လောက်အဲ့ဒီယောက်ျားရဲ့ပုံစံရေးတွေကိုပြောပြတယ်။ ရေးတွေကလည်းသူတို့ပြောပြတာကိုပုံချမ်းလိုက်ဆွဲယူပြီးတော့ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့တယ်။ဂျိုလီကဒန်နစ်အလုပ်လုပ်ဖူးခဲ့တဲ့ Coleman Company မှာအလုပ်လုပ်နေတဲ့သူဖြစ်တယ်။လူသက်သမားကိုဒီလျှို့ဝှက်တည်င်းပေးနိုင်တဲ့သူကိုဒေါ်လာ9000ပေးမယ်လို့ကြေညာထားလိုက်တယ်။အဲ့ဒီခေတ်တုန်းက9000ဆိုတာမနည်းဘူးပေါ့နော်။ဒီအမှုကိုရေးတွေလိုက်တဲ့အချိန်ရေးလိုက်လွဲခဲ့ကြတယ်သူတို့ကဂျောဆပ်ရဲ့နောက်ခံပေါ့နော်သူ့ရဲ့အပေါင်းအသင်းတွေအဲ့ဒါတွေဦးစားပေးစုံစမ်းထောက်လှမ်းတာမျိုးလုပ်ခဲ့တယ် ဂျိုးဆပ်ကဘောက်ဆာချန်ပီယံတယောက်ဖြစ်ပြီးတော့လေတပ်ထွက်တယ်။ဒါပေမဲ့လူတပ်ဖို့တေချာစီစဉ်ပြီးလာခဲ့တဲ့ဒန်နစ်ရဲ့လက်ထဲမှာအသက်ပျောက်သွားရရှာတယ်။အဲ့ဒီတုန်းကသူ့အသက်က38နှစ်ပဲရှိသေးတယ်တကယ့်အရွယ်ကောင်း။ဒန်နစ်ရေဒါကိုအင်တာဗျူးတဲ့သူကသူတို့ကခမည်းရဲ့ sexual fantasy နဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုပြီးတော့မေးတော့သူကဂျူလီယာဆွဲဆောင်မှုရှိရဲ့ပြီးတော့ကျွန်တော်ကဂျိုးဆဖင်းကိုလည်းကျွန်တော်မြင်လိုက်တယ်ဗျာဆိုပြီးတော့အဲ့လိုမျိုးပြန်ဖြေတော့အင်တာဗျူးတဲ့သူက Josephine ကအသက်က70နှစ်ပဲရှိပါသေးတယ်ဗျာလို့ပြန်ပြောတော့အေးဗျာကျွန်တော်ခေါင်းထဲမှာတခခုရှိခဲ့ပုံပဲဗျာကျွန်တော်ခေါင်းထဲမှာပိတ်မိနေတဲ့လူငယ်တယောက်ရှိနေခဲ့ပုံပဲဆိုပြီးတော့ပြန်ဖြေခဲ့တယ်။ရေးတွေက Josephine ရဲ့အလောင်းသားမှာတုပ်ပိုးတွေကိုလည်းတွေ့ခဲ့ရတယ်။ Dennis interview မှာဖြေခဲ့တာတခုကအကယ်၍ကျွန်တော်မှာအဲ့ဒီထူးဆန်းတဲ့လိမ်ပိုင်းဆိုင်ရာစိတ်ကူးဆန္ဒတာမရှိခဲ့ဘူးဆိုရင်ကျွန်တော်လုပ်ခဲ့တာတွေကိုလုံမိချင်မှလုံမိမှဆိုပြီးတော့လည်းပြောပြခဲ့ပါတယ်။ပြီးတော့ဒီ တန်နစ်ကဒီလူတွေကိုမတက်မီအချိန်ထိစိုးရင်ပေးတဲ့စိတ်ရှိတယ်လို့သူကပြောတယ်နော်အဲ့ဒီလူတွေကိုသူဂယုဆိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့သူကမတက်ခင်မှာသူတို့ကိုခြီထားတဲ့ကျိုးတွေကိုနည်းနည်းဖြေလျှော့ပေးထားလိုက်သေးတယ်ဟိုသူ့ရဲ့သားကောင်နဲ့နည်းနည်းပပတက်တောင့်တက်တာဖြစ်အောင်လုပ်တယ်ကျွန်တော်ကမကောင်းတဲ့လူတယောက်ပါဒါပေမဲ့ကျွန်တော်ကလူတွေကိုဂယုဆိုင်တယ်သူတို့အတွက်စိုးရင်တဲ့စိတ်တွေရှိတယ်သူတို့ကိုမတက်ခင်အထိကျွန်တော်သူတို့ကိုအလေးထားတယ်ဗျဆိုပြီးတော့အင်တာဗျူးမှာသူကအေးအေးဆေးဆေးပြောပြခဲ့ပါသေးတယ် အဲ့တော့ကဗျာကျွန်တော်အတွက်ပထမဆုံးအတွေ့အကြုံဆိုတော့အရန်စိတ်လှုပ်ရှားခဲ့တယ်ကျွန်တော်တကူတုံးချွေးတွေနဲ့ရွှဲနေခဲ့တာအဲ့ဒီချိန်တုန်းကကျွန်တော်ကဒီ master criminal ပေါ့မဟာလူဆိုးကြီးမဟုတ်သေးဘူးလေဗျာဆိုပြီးတော့စိတ်အားထက်သန်စွာနဲ့ပြောပြခဲ့တယ်ရေးဖန်းခံထီးလို့ပြစ်မှုတွေကိုဝန်ခံနေတဲ့အချိန်မှာတောင်မှ तू ကလုံးဝနောင်တရရတဲ့ပုံမပေါ်ပါဘူး ဒီအမှုကသူ့ကိုဂွင်းဆက်လူသက်သမားဖြစ်လာစေမဲ့ပထမဆုံးလူသက်မှုပါဒီအမှုပြီးတဲ့နောက်မှာဂျန်တဲ့အမှုတွေကိုသူဘလိုမျိုးကျွလွန်ခဲ့တယ်လဲ BTK ဆိုတဲ့နာမည်ဘလိုရခဲ့တာလဲဘာအဓိပ္ပာယ်လဲရေးနဲ့မီဒီယာတွေကိုသူဘလိုမျိုးတည်င်းနေပေးခဲ့တယ်လဲအစရှိတဲ့ရေးနဲ့သူနဲ့ညံကစားခန်းနေ ကြောင်နေကြွယ်လိုက်တန်းပြေတန်းဘလို့ကစားခဲ့တယ်လဲသူ့ကိုဘလို့မျိုးဖမ်းမိခဲ့တယ်လဲစားတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအပိုင်းနှစ်မှာဆက်ပြီးတော့ပြောသွားမယ်နော်အပိုင်းတစ်ပြီးဆုံးတဲ့အထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင့်အပိုင်းနှစ်မှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်